မင်္ဂလာပါကျွန်တော်တို့တရုတ်မြန်မာဆက်ဆံရေးရဲ့ show ချက်တွေကိုအနိကက်ခြောက်ကြည့်ကြရအောင်ပါဒါဟာကောက်ဆောက်ရဲ့အလွန်ပဲအလိမ့်မှပါနေတဲ့ကစားပွဲတစ်ခုပါနိုင်ငံကဆက်ဆံရေးဆိုတာဟာစစ်တပ်ရဲ့ခုံကြီးတစ်ခုလို့ပါပဲနိုင်ငံတိုင်းဟာကိုယ်အကျိုးစီးပွားအတွက်အကွက်ရွှေ့နေကြတာပါမြန်မာတရုတ်ကြားကဒီဆက်ဆံရေးဟာတာမန်နိုင်ငံဆက်ဆံရေးတဲ့ပုံပြီးနဲ့ဆိုင်ပါတယ် တမိုင်းမှာအကွက်အလွာပေါင်းစုံမှာဘယ်လိုတွေကစားခက်ကြလဲဆိုတာကိုကျွန်တော်ဒီမှာသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။ထောက်ကွက်48မှာဒီမှာလွတ်လပ်ရေးရပါတယ်။တနည်းအကြထောက်ကွက်49မှာတရုတ်ပြည်သူတမတာနိုင်ငံအသစ်ထူထောက်လာပါတယ်။ဒီတနည်းတော့ကလာမှာမြန်မာဟာ community တရုတ်ကိုမတိသေးဘဲနဲ့ကွန်မတန်နဲ့ပဲဆက်ဆံနေကြရတာပါ။ဘာဖြစ်လို့လဲဆိုတော့ community အစိုးရကထူထောင်ကစား ကဘာကမျက်ခြေမပြတ်ဆောက်ကြည့်နေတဲ့အကာလမို့လို့ပါဒါပေမဲ့မြန်မာကအာရှမှာပထမဆုံးတရုတ်ပြည်တစ်ကိုအတိမတ်ပြုတ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီအတွက်တရုတ်ကမြန်မာကိုအေးဆိုအင်ခဲ့တယ်ဒါပေမဲ့ဖာစာပါလခေါင်းဆောင်တွေကြားမှာတဘောတော်ကွဲလွဲမှုတွေရှိနေခဲ့ပါတယ်ဆိုရှယ်လက်ဦးကျော်ညိဆိုရင်တရုတ်ပြည်တဲ့ကိုခီးဦးကျော်ပြူတာပြပြတထန်ကပ်ွက်ခဲတာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအချိန်မှာကွန်မီတန်တရုတ်ဖြူတက်တဲ့ဟာချန်ပီယံနယ်ကျိုက်တုံမှာကျူးကျော်ဝင်ရောက်ပြီးမြန်မာပြည်သူတွေကိုဗိုလ်ကျတက်ဆွဲထားလို့ဖြစ်ပါတယ်။ကျိုက်တုံဒေသကိုတရုတ်ဖြူတက်သား၄000ကျော်ဝင်ပြီးတော့တက်ဆွဲခဲ့တယ်လို့တစ်ဖက်မှာလည်းတရုတ်နီတက်သားအချို့ဟာဝက်ဒေသတွေကိုဝင်ရောက်လာပြန်တယ်။မြန်မာနိုင်ငံကစားကွင်းပုံပြီးရှုပ်ထွေးလာခဲ့တဲ့အခြေအနေဖြစ်နေပါတယ်။အဲ့ဒီကြားထဲမှာတရုတ်ပြည်တက်ကကွန်မီနီလမ်းစဉ်မြန်မာကပါလီမန်ဒီမိုကရေစီ အဲ့ဒီလမ်းနဲ့တူကွဲသွားနေချိန်မှာဗမာပြည်ကွန်မြူနတီပါတီဝင်တွေတယောက်ကိုအဆက်မပြတ်သွားရောက်နေကြတာဟာလည်းဦးနှုတ်အစိုးရအတွက်တော့စူးပေါ်ဖက်ကြဖက်ပေါ်စူးကြအခြေအနေဖြစ်ခဲ့ရတယ်။အမေရိကန်ရဲ့အရှိတအအရှကာဝေးရေးစာချုပ်လုံရှားမှုတွေဟာလည်းမြန်မာအတွက်ဘသူဖက်ကယက်တိမလဲဆိုတဲ့အမေကွန်ကြီးပို့ပြီးကြီးထွားလာစေခဲ့ပါလေ။အဲ့လိုစိတ်ကုန်မှုတွေကြောင့်ကလည်းတမိုင်းဝင်မူကြီးငါးချက်ဟာပေါ်ထွက်လာခဲ့ပါလေ။ဘဝ94ခုနှစ်ဇွန်လမှာတရားဝင်ကြီးချုပ်ချူအင်လိုင်းကိုတိုင်းရန်ကုန်ကိုရောက်လာခဲ့တယ်။ မြန်မာဝန်ကြီးချုပ်ဦးနုနဲ့ဆွေးနွေးပြီးတဲ့နောက်ဇွန်လ29ရက်နေ့မှာငိတ်ချန်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ကိုသဘောတူညီခဲ့ကြပါတယ်။အဲ့ဒီမူတွေဟာနိုင်ငံတကာဆက်ဆံရေးမှာအမောက်ထက်ကလမ်းပြချက်လို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။အကြံလန်နေတဲ့ဦးနုဟာ1954မှာဒီဇင်ဘာလမှာတရုတ်ကိုသွားခဲ့တယ်။သူအင်းလိုက်ဟာမူကြီး၅ချက်အကောင့်ထက်ပေါ်ရေးနဲ့ကမ္ဘာငိတ်ချန်းရေးအတွက်ဦးနုနဲ့အတူလက်တွဲကြိုးပမ်းမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဲ့ဒီကိစ္စမှာပဲနိုင်ငံတကာနိမိတ်ကိစ္စတွေကိုစတင်ဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။ထောက်ကော55 AB လမှာဗန်တောင်းကြီးလာခံမတိုက်ခင်မှာချူအင်လိုင်းအိန္ဒိယဝန်ကြီးချုပ်နေရူအီဂျစ်သမ္မတနာဆာတို့ရန်ကုန်ကိုရောက်လာခဲ့ကြပါတယ်။ဒီမှာနေတကူနဲ့တိုက်ဆိုင်လို့ဦးနုနဲ့ခေါင်းဆောင်တို့ပျော်ပျော်သွားပါဒီကစားခဲ့ကြတာဟာမတတ်တင်နိုင်ခဲ့တဲ့အထိအေးပါခဲ့ပါတယ်။အဲဒီပုံရိပ်ဟာနိုင်ငံတကာတန်တမာရေးမှာ ုပ်ကိုရရင်နေမှုဟာဘယ်လောက်ထိအစွမ်းထက်ရောက်တယ်လဲဆိုတာပြတဲ့တာရကပါပဲ။ဗန်တောင်းကြီးလာခံမှာအာရှအာဖရိက29နိုင်ငံတက်ရောက်ပြီးဗန်တောင်းမှုဆက်ချက်ကို အတည်ပြုခဲ့ကြတယ်။ဒီမှုတွေဟာငဲချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုကြီး၅ချက်အပေါ်မှာအခြေခံလာတာကြီးပါပဲ။ထောက်ကောင်56ပီကင်းမှာဥနုနဲ့ချူအင်လိုက်တို့နမိတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ဆွေးနွေးခဲ့ကြတယ်။ချူအင်လိုက်ကအချက်၃ချက်ကိုတင်ပြခဲ့ပါလေ။ အဲ့ဒီအချက်တွေကတရုတ်ရဲ့အကျိုးစီးပွားကိုအဓိကဦးစားပေးထားတာဆိုတာရှင်းရှင်းလင်းလင်းမြင်သားပါတယ်ပထမထောက်ကဆက်တော့ကဗြိတိရှားတွေတည်ယူသွားခဲ့တဲ့ကချင်ပြည်နယ်ကဖီမွန်ဂေါ်လန်ကမ်ပန်ရွာသုံးရွာကိုတရုတ်ကို ပြန်ပေးဖို့ဒုတိယချက်က1890ကတည်းကဗြိတိရှားတွေရတပ်ပန်၅ရန်ထားတဲ့နမ်ဝမ်နမ်မီကိုမှာကပိုင်ဆိုင်လို့တယ်ဆိုရင်ယူပါဘလို့ချင်ရင်တရုတ်ကိုပြန်ပေးပါ တတိယကအဲ့ဒီနန်ဝန်နန်မီကလမ်းမကြီးဖောက်လုထားပြီးဖြစ်လို့မြန်မာအတွက်တန်ဖိုးရှိတယ်မြန်မာကလူချင်းလဲဆိုရင်ဝါနယ်ထက်ကပန်ဟုတ်ပန်လောကိုတရုတ်ပြည်ကိုပြန်ပေးဖို့ဆိုတဲ့အချက်တော့ချက်ပါအဲ့ဒီအချက်တွေကိုဦးလို့ဟာတရားမျှတတယ်လို့သူမြင်ခဲ့ပါတယ်ဒါပေမဲ့ကချင်ကားဆောင်တွေဖြစ်တဲ့ဒူဝါဇော်လုံးစမားဒူဝါဆေဝါနောင်းတဲ့ကချင်ပြည်နယ်ဥက္ကဋ္ဌဦးဇန်ထားစင်တို့ကိုလေရင်နဲ့ခေါ်လိုက်ပါတယ် အဲ့ဒီကိစ္စကိုဆွေးနွေးတဲ့အခါမှာဦးဇတ်ထားစင်ကိုနားချလို့မရနိုင်ခဲ့လို့လက်မှတ်မထုတ်ဖြစ်ခဲ့ပါဘူးအဲ့ဒီမှာနိုင်ငံရေးအပေးယူဆိုတာလူတို့ဦးချင်းစီရဲ့သဘောထားကဘယ်နောက်ထိအရေးပါလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်ဒီကိစ္စမှာတရုတ်ကဝါလက်ထဲရောက်နေတဲ့တရုတ်နေတပ်တွေကိုရုပ်သိမ်းပေးမယ်လို့အာမခံခဲ့ပြီးတော့ဘကဘတွေကိုကူညီနေတာတွေရပ်တန့်ဖို့ဆိုပြီးကန့်ကွက်ပြောဆိုနိုင်ခဲ့ပါတယ် 1958မှာဗိုလ်ချုပ်ကြီးနေဝင်အိမ်ဆောက်အစိုးရတက်လာတော့တရုတ်မြန်မာနယ်နိမိတ်တမန်မှုတရုတ်မြန်မာနယ်နိမိတ်တမန်မှုတဘောတူစာချုပ်နဲ့နန္ဒကချီချီရဲ့မကျူးကျော်ရေးတဘောတူစာချုပ်လေးပေါ်ပေါက်လာခဲ့ပါတယ်1956တို့ကဖီမော့ကော်လန်ကပ်ဖန်ရွာတော့ရွာကိုမပေးနိုင်ဘူးပေးမယ်ဆိုရင်ငါကိုယ်တိုင်လက်လက်ကပ်ပြီးပြန်တိုက်မယ်လို့ဦးနှုကိုပြောခဲ့တဲ့ဦးစံထားစင်ဟာ1960ဇန်နဝါရီ28ရက်နေ့မှာဗိုလ်ချုပ်ကြီးနေဝင်ဆိုဗိုလ်ချုပ်ကြီးနေဝင်ကအဲ့ဒီရွာတော့ရွာကို ပေးလိုက်ချိန်မှာတော့ဘာအတန်မှထွက်မလာတော့ပါဘူး။1960ရွေးကောက်ပွဲမှာဦးနုအပြတ်တမ်းနိုင်ပြီးတော့ပြည်တော်စုအစိုးရတာထဆအစိုးရပြန်တက်လာတယ်။ဒေနမိတ်စာချုပ်လက်မှတ်ထိုးပွဲအတွက်တရုတ်အမျိုးသားနေ့အော်တိုဘာလ၁ရက်နေ့နဲ့မြန်မာလွတ်လပ်ရေးနေ့ဇန်နဝါရီလ၄ရက်နေ့ကိုရွေးချယ်ခဲ့ကြတယ်။ဦးနုကားဆောင်တဲ့မြမကိုစလေ350ကျော်ပီကင်းကိုသွားခဲ့တယ်။ပီကင်းကိုသွားတဲ့ခရီးမှာပီကင်းအရောက်မှာဘုံချုပ်ကြီးနေဝင်းကဘုံကြီးချုပ်ဦးနုအတွက် စီစဉ်ပေးထားတဲ့ကားပေါ်မှာခက်တိတိနဲ့အခြေဆိုးကားမှာဝင်စီးလိုက်လို့အားလုံးကမှအော်တင်ခဲ့ကြတယ်ဆိုတာမတန်းတွေရသိရပါတယ်။အချက်မကွဲဖြစ်ရလေအောင်အားလုံးကလိုင်ရောညှိထွေပြီးလိုက်ပါခဲ့ရတယ်လို့သိရပါတယ်။အတူပါတရနေ့မှာချူအင်းလိုင်းနဲ့ဦးနုတို့တရုတ်မြန်မာနဲ့နမိတ်စာချုပ်ကိုတရဝေးလက်မှတ်ထိုးကြတယ်။စာချုပ်ကိုတရုတ်မြန်မာအင်္ဂလိပ်သုံးဘာသာနဲ့ရေးသားခဲ့တာဖြစ်ပါတယ်။အခွဲ61ဇန်နဝါရီနေ့နေ့မှာချူအင်လိုက်ဦးဆောင်တဲ့တရုတ်ကိုယ်စားလှယ်အခွဲ400ကျော်ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ ဇန်နဝါရီလေးရက်နေ့မှာတရုတ်မြန်မာနဲ့နမိတ်စာချုပ်လက်ခံအတီးပြုတ်စာချွန်တော်လဲလက်ပွဲကျင်းပခဲ့ပါတယ်။နိုင်ငံကချစ်ချစ်ရူကိုဖော်ပြတဲ့အထိတ်မှအခမ်းအနားကြီးတွေပဲဖြစ်ပါတယ်။ဇန်နဝါရီ9ရက်နေ့မှာတော့နိုင်ငံစီးပွားရေးနဲ့ကြွမ်းကျင်မှုပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကိုချုပ်ဆိုခဲ့ပြီးစီးပွားရေးတိုးတက်ဖို့အတွက်စတာလင်ဘောက်တန်30ကိုအခမဲ့ချင်းဝေအဖြစ်နဲ့ထုတ်ချေခဲ့ပါတယ်။ဒါဟာမြန်မာစီးပွားရေးအတွက်ကြီးမားတဲ့အရေးတွန်းအားတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။ နန္ဒမိတ်တိုက်တာရေးတွေမြေပုံရေးဆွဲရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်လာခဲ့ပြီးတော့နိုင်ငံเจ้าနန္ဒမိတ်နဲ့ဆက်လင်းတဲ့အခြေပြုစာချုပ်ကိုတော့1961အောက်တိုဘာ23ရက်နေ့မှာအပိသက်လက်မှတ်ထိုးခဲ့ကြတယ်။တရုတ်မြန်မာနန္ဒမိတ်မှာကြောက်တိုင်ပေါင်း400လက်တိုင်စိုက်ထုတ်ခဲ့ပြီးတောက်ကမ်းပေါ်ကြောက်နိုင်ရတွေအပေါ်ပါတော့မှထိတ်တုပြီးတော့ကြောက်တိုင်အဖြစ်သတ်မှတ်ပေးခဲ့ရတာတွေလည်းပါဝင်ခဲ့ပါတယ်။နိုင်ငံရေးအပေးအယူဆိုတာစူးစမ်းမှရနိုင်တယ်တပ်ပွဲဝင်မှနိုင်တယ်ဆိုတဲ့ပုံစံမျိုးပါပဲ။ နိုင်ငံတကာဆက်ဆံရေးရဲ့ရှုပ်ထွေးလာတဲ့ကစားပွဲကိုဒီ PF တွေကအပုံဖော်ပြသနေတာဖြစ်ပါတယ်။အခန်းနှစ်မှာတော့အနေဝင်ရဲ့ရှုပ်ဝဲကစားပွဲကိုပြပတ်ချင်းပါတယ်။ဟောက်ွက်60မက်လနေရက်နေ့ပိုချိုကြီးနေဝင်ခေါဆောင်တဲ့တော်လိုင်းကောက်စီကဦးနုအစိုးရကိုဖျောက်ချအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ဒါမြန်မာတမိုင်းမှာအမဲဆက်တစ်ခုလိုထင်ကြံခဲ့ပေမဲ့အာဏာသိမ်းတဲ့မက်လတရက်နေ့ညကနေဝင်ရဲ့လှုပ်ရှားမှုဟာအပူပြီးရှုပ်ဝဲစမ်းချက်နေခဲ့တာဖြစ်ပါတယ်။တရုတ်မြန်မာချစ်ကြည်ရဲ့ကပွဲ ကပြီးတော့အပိတ်ကြည့်ရှုတဲ့အပြီးမှာကောက်ဘွဲစင်မြတ်ပေါ်တက်ပြီးတရုတ်အနုပညာရှင်တွေနဲ့ဇက်ခုပ်ပေါ်မှာဓာတ်ပုံအတူတွဲရိုက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူရဲ့အမိတ်ပေးချက်အရာပဲအာနာသိဆစ်ဆစ်ရေကအနေဝင်ကြီးချုပ်ဦးနုတမဒအိုးဝင်းမောက်တို့အပအဝင်အစိုးရကောင်းဆောင်တွေရဲ့နေအိတ်တွေကိုဝိုင်းပြီးတော့ပိတ်ဆို့ပြီးဖမ်းဆီးနေပြီဖြစ်ပါတယ်။အဲ့ဒီအာနာသိချင်ရန်ကုန်မှာမရှိလို့လොမြောက်သွားသူနှစ်ဦးရှိခဲ့ပါတယ်။ဘုံမှုအောင်နဲ့စမတူဝါ စင်ဝါနာလို့ဖြစ်ပါတယ်။တော်လိုင်းကောင်စီအစိုးရကအဲ့ကလာနိုင်ငံခြားရေးဝါဒကိုတိချလွတ်လပ်ပြီးတော့တိကျမှန်ကန်တဲ့အကြောင်းနေရေးဝါဒအဖြစ်ကျင့်သုံးသွားမယ်လို့ကြေညာခဲ့တယ်။နိုင်ငံအားလုံးနဲ့ချစ်ချစ်ရင်းနှီးစွာဆက်လက်ပြီးဆက်ဆက်နေမယ်လို့ဆိုခဲ့တယ်။အခုက60နှစ်ဇူလိုင်4ရက်နေ့မှာမြမအစိုးရလမ်းစဉ်ပါတီပေါ်ပေါက်လာခဲ့ပါတယ်။တာမကြီးရဲ့အပြောင်းလဲလုပ်ကြတယ်။အဲ့ဒီအချိန်မှာတရုတ်ဘက်ကလီယီမောက်နေရာကိုမစ္စတာကင်ပြောင်း မြန်မာဘက်ကတော့ဦးမောင်မောင်ကျော်ဝင်းနေရာမှာစမာဒူဝါစင်ဝါနောင်နဲ့အစားထိုးခဲ့ပါတယ်။အာနာတိတ်ချိန်မှာမွေးရဇတိကချင်ရွာရောက်နေလို့လွန်မြောက်ခဲ့တဲ့စမာဒူဝါစင်ဝါနောင်ဟာလမ်းမခံရရုံမကပဲတဲ့တရုတ်ပြည်ဆိုင်ရာမြန်မာတပ်အမတ်ကြီးခန့်အပ်ခံရတာဟာနိုင်ငံရေးရဲ့မထင်မှတ်တဲ့အလက်တောင်းတစ်ခုပါ။အကွက်63 AB မှာတော့တရုတ်သမ္မတလျူရှောက်ချီမြန်မာနိုင်ငံကိုချစ်ချီရီလာရောက်ခဲ့ပါတယ်။ဘုချိုကြီးနေဝင်တဲ့ ဥတွက်ကြေညာချက်မှာငြိမ်းချစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်နဲ့ဗန်တော်မှုဆက်ချက်ကိုအခြေခံပြီးနိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ဥပါဆောင်ရမှုတိုးတက်အောင်ကြိုးပမ်းသွားမယ်ဆိုတဲ့ကိစ္စတွေပြောဆိုခဲ့တာဖြစ်ပါတယ်။ထောက်ပံ့63ပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ်ပေါက်လာတဲ့အခြေအနေမှာတရုတ်ပြည်မှာထောက်ပံ့50 51ကတည်းကရောင်းနေတဲ့တခေပါသိတင်လို့ရဲ့ဘာကပအဝေးရောက်ကော်မတီကိုယ်စားလှယ်တွေဆွေးနွေးပွဲတက်နိုင်ဖို့တရုတ်ဆိုရဟာတရုတ်ပြည်ကနေလေရင်နဲ့တုတ်ပြီးတုတ်ကိုညီပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ငိတ်ချမ်းရေးဆွေးနွေးပွဲဟာအနိုင်မလာမှဖြစ်ပြသွားခဲ့ရတယ်။ဟောက်ကွာ65စုတိုင်းနောက်ဆက်ပတ်မှာတော်လိုင်းကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်တဲ့ဒေါက်ကင်မီတန်းတို့တရုတ်နိုင်ငံကိုချစ်ကြည်ပြီးတွားရောက်ခဲ့ပါတယ်။အဲ့ဒီဇူလိုင်25ရက်နေ့ပီကင်းမှာကျင်းပတဲ့ဥက္ကဋ္ဌလူရှောက်ချီရဲ့ဂုဏ်ပြုညစာစာပွဲမှာဗိုလ်ချုပ်ကြီးနေဝင်ဟာဟောက်ကွာ67ဇန်နဝါရီကကျွန်တော်တို့နိုင်ငံစီးပွားရေးနဲ့ကြွမ်းကျင်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ချုပ်ဆိုပြီးအဲ့ဒီနောက်ပိုင်းကလည်းအနေနိုင်ငံလို့ ထူးကဲစွာတိုးတက်လာပါတယ်ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဟောက်ကွက်66အီဗီလာမှာတော့ယူဆောင်ချီရဲ့ဇနီးနိုင်ငံချိုင်းဝန်ကြီးမှာရှဲချင်ရိုးတဲ့ဇနီးတရုတ်ချစ်ကြည်ကိုယ်စားလှယ်ဖွဲ့လာရောက်တဲ့အခါမှာတော့မြန်မာအစိုးရကတန်တွဲငပလီကန်ချေမှာအပန်းဖြစ်အနောက်ယူနိုက်ကိုစီစဉ်ပေးခဲ့ပါတယ်။အီဗီ19ရဲ့နေ့မှာယူဆောင်ချီတရုတ်ပြည်ပြည်ရောက်ချိန်မှာတော့ယဉ်ကျေးမှုတော်လာရေးနေတန်းတွေစတင် နေပြီဖြစ်လို့ယူဆောင်ချီရဲ့အချင်းတွေတိတ်မကောင်းလို့ဘူးလို့နိုင်ငံရေးကက်ကက်တွေကတော့ဆိုချက်ကြပါတယ်။ အဲ့ဒီလိုအရေးပါတဲ့အသက်တော်ကိုအနာယူစေခြင်းဟာနိုင်ငံရေးမုန်တိုင်းမတိုက်ခင်မှာငြိမ်သက်စေခြင်းပုံစံနဲ့တူနေပါတယ်။ဟောက်ကော့69ဆိုတော့နောက်ဆုံးတက်မှာတော့မြန်မာနိုင်ငံရန်ကုန်မြို့နယ်မြို့ကြီးတချို့တရုတ်ဘက်မှအဓိကရုပ်တွေပေါ်ပေါက်လာခဲ့ပါတယ်။မြန်မာအစိုးရကရေကြီးမှုတော်လှန်ရေးခရဲအဖြစ်နဲ့ရန်ကုန်တရုတ်ကြောက်တချို့မှာအမွန်စီတုတ်တိုက်ရင်ထိုးနေလေတက်ဆင်မှုကနေပြဿနာပေါ်ပြီးအဓိကရုပ်ဖြစ်တာလို့တော့ရှင်းလင်းခဲ့ပေမဲ့ တကယ်တကယ်တမ်းမှာတော့မြန်မာနိုင်ငံပေါ်ပေါက်နေတဲ့အဆန်ပြဿနာကိုစစ်အစိုးရကအဲ့ဒီဆန်ပြဿနာအပေါ်လူမျိုးရေးမီးလောင်စွာထည့်ပြီးတော့မီးမွေးခဲ့တာလို့သုံးသပ်သူတွေရှိပါတယ်တရုတ် အကြောင်းတွေကလည်းနောက်ဆုံးတရုတ်တန်ရုပ်တွေအထိဒေသကြီးအဓိကရုပ်တွေပေါ်ပေါက်လာခဲ့တယ်လို့ပဲရန်ကုန်မြို့ထဲမှာရှိတဲ့တချို့တရုတ်ဆိုင်တွေရိုက်ခွဲဖြက်စီးခံရတဲ့အကြမ်းဖက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်ဖြစ်တဲ့အကြောင်းတရုတ်နိုင်ငံပီကင်းမြို့မှာနေဝင်စားကြီးရန်နာပြပွဲတွေပေါ်ပေါက်လာခဲ့ပြီးတော့ အရှိန်ရနေစတရုတ်မြန်မာဆက်ဆံရေးအကြီးအကျယ်ထိခိုက်သွားခဲ့ရတာဖြစ်ပါတယ်။တန်တမန်ဆက်ဆံရေးပါပြတ်ပြတ်သွားခဲ့ရပါတယ်။အဲ့ဒီရဲ့နောက်ဆက်တွဲရလက်အဖြစ်တော့တရုတ်အစိုးရရဲ့မီးစိမ်းပြချက်အရခောက်ကွဲ68ဇန်နဝါရီလရက်နေ့မှာရှမ်းပြည်နယ်အတွင်းရှိနေတဲ့ဗမာပြည်ကွန်မြူနတီပါတီဘကပရဲ့အရှိန်များလွန်မြောက်ဒေသပေါ်ထွက်လာခဲ့ပြီးဘကပအစီအရေးလှုပ်ရှားမှုတွေစစ်တိုက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။တုံးနေကျော်ဆက်ဆံရေးပြတ်တောက်သွားပြီးတဲ့နောက်ခောက်ကွဲ80အော်တိုဘာလောက်လောက်ကြမှာမြန်မာတပ်အမတ်တိတ်ဦးသိမ်းမောင်ကိုခတ်အပ် စီလောက်ခဲ့ရတယ်လို့ဒီဥပကမစ္စတာချင်းကြောင်ယွမ်ကိုတန်တမန်အစ်စ်အဖြစ်ခန့်အပ်ပြီးစီလောက်ခဲ့တာ1981မက်စလာကြောင့်မှာပဲရရှိလာနိုင်ခဲ့ပါတယ်1981အခု6ရက်မှာဘူချိုကြီးနေဝင်တဲ့ဇနီးဒေါခင်မီတန်းတို့တရုတ်ပြည်ချစ်ကြီးခီးတော်ရောက်တဲ့အချိန်မှာတော့တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့အဖွဲ့အစည်းပီကင်းမှာကြိုဆိုခဲ့ကြပါတယ်တပတ်ကြာတဲ့ဒီခီးစဉ်တွင်ဘူချိုကြီးနေဝင်ဟာအခုရကြီးမော်ကိုတွားတွေ့ခဲ့တယ်လို့ပဲ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့အကြိမ်ကြိမ်ဆွေးနွေးပြောဆိုခဲ့တာဖြစ်ပါတယ်။သူဟာဖောက်ကွာ69မပြေမလည်ဖြစ်ခဲ့ရတဲ့ကိစ္စတွေကိုတည်လဲကြည်လဲအောင်ကျိုးပန်းနဲ့ခရီးစဉ်လို့ဆိုရမှာဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်ဟာနိုင်ငံခြားတန်တမာရေးရကဲကွက်မှုကိုပြန်လဲချုပ်ယိုးချင်အောင်ဖို့ကျိုးပန်းတဲ့အခြေလမ်းအစပါပဲ။အောက်တိုဘာ27အတူပါတရမှာလူရောက်မှာအချင်းပေါက်နေတဲ့26ချိန်မြောက်ကုလသမဂအထွေထွေညီလာခံမှာ ဒီမှာအစိုးရစစ်ကောက်စီဘက်ကကိုယ်တိုင်လည်းဖြစ်တဲ့ဘူမူကြီးတောင်းကြီးကကဘာလူဦးရဲ့လေးပုတ်တပုတ်ရှိတော့တရုတ်ပြည်သူတမန်တော်နိုင်ငံကိုကုလသမဂ္ဂအဖွဲ့ကြီးတွေထိုက်ထိုက်တက်တက်ရပိုက်ခွင့်ရှိတော့နေရာကိုမပေးပဲတရုတ်နဲ့ပြည်ထောင်ပြည်သက်လာမျိုးဖန်တီးထားခြင်းမှာတဘာဝမကြကြောင်းမြန်မာကိုယ်စားလှယ်အဖွဲ့ဟာတရုတ်ပြည်သူတမန်တော်နိုင်ငံရဲ့ဗဟုအစိုးရအားတခုတည်းသောတရုတ်ပြည်ရဲ့တရားဝင်အစိုးရအဖြစ်အတိအမှတ်ပြုပါကြောင်းထို့ကြောင့်ကုလသမဂ္ဂတွင်တရုတ်နိုင်ငံရဲ့ဥပဒေပါအခွင့်အရေးများ ပိတ်အပ်ရေကိုကျွန်တော်တို့တခါတည်းဆုံးဖြတ်ကြဖို့လို့ဗာကြောင်းဆိုပြီးတောဆုံခဲ့ပါတယ်။အဲဒီနောက်မှာပဲအော်တိုဝါ25ရက်ကုလသမဂ္ဂညိလာခိုင်ကြီးမှာတရုတ်ပြည်သူသမ္မတနိုင်ငံကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်နဲ့တကွကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်လက်ခံရေးနဲ့တရုတ်ဖြူနော်ထိုင်ဝမ်အစိုးရကိုကုလသမဂ္ဂမှထုတ်ပြစ်ရေးအဆိုကိုမြန်မာနိုင်ငံအပအဝင်ကုလသမဂ္ဂအဖွဲ့ဝင်23နိုင်ငံကဦးဆောင်ပြီးတည်ပင်ခဲ့တဲ့ အချိန်မှာတော့ထောက်ခံမယ်86မယ်ကြံ့ကွက်မယ်35မယ်ချားနေမယ်15မယ်နဲ့အနိုင်ရခဲ့ပြီးတော့ရုပ်ပြည်သူတမတော်အနိုင်ခံဥရသမကအဖွဲ့ဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်မြန်မာဟာနိုင်ငံကစင်မြင့်မှာတရုတ်အတွက်တကားဖွင့်ပေးခဲ့တဲ့အဓိကတော်ချက်တစ်ခုဖြစ်ခဲ့တာကိုပြောချင်တာပါအဲ့တော့ကြောက်ပဲဥရသမကဝင်ဖြစ်လာတဲ့တရုတ်နိုင်ငံဒုနိုင်ငံခြားရေးဝန်ကြီးချောင်းကွမ်ဝါခေါင်းဆောင်တဲ့အဖွဲ့ဝင်၄၀ကျော်ပါ ိုစက်လက်အဖွဲ့ဟာနေယူရအသွားငွေပါ6ရက်ညအမင်္ဂလာတို့လေးစိတ်ပါတနေ့ကြီးကြဝင်နားခဲ့ပါတယ်မြန်မာနိုင်ငံကအထူးနိုင်ငံခြားရေးဝန်ကြီးဦးလဖုံးခေါင်းဆောင်ပြီးတွားရောက်တွေ့ဆုံခဲ့ကြပါတယ်ဆက်ဆက်ရေးတွေတကြော့ပြန်လည်လမ်းဆန်းလာခဲ့တဲ့အချိန်လေးပြောလို့ရပါတယ်ထောက်ပေါ်84မှာတော့ဘူချိုကြီးနေဝင်ကနေတမတကြီးဦးနေဝင်ကိုအာနာလွှဲပေးလိုက်ပြီးပြည်တော်စုဆိုရှယ်လစ်တမတမြန်မာနိုင်ငံအသက်ဖြစ်လာခဲ့ပါတယ် ၂၀၂၅နိုဝင်ဘာ၁၇ရက်နေ့မှာပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့ဦးနေဝင်းရဲ့တရုတ်ပြည်ချစ်ကြည်ရေးခီးစဉ်ကြီးထပ်ပြီးပေါ်လာပြန်ပါတယ်။ဝန်ကြီးချုပ်ချွင်လိုင်းဂျမားရေးဆိုးဝါးနေတာကြောင့်ဒုဝန်ကြီးချုပ်တိတ်ဆောင်ဖိန်ကားပဲအခန့်ဆွေးနွေးခဲ့ပါတယ်။အဲကြတဲ့၁၇ရက်မှာဥက္ကဋ္ဌမော်ကိုလည်းဦးနေဝင်းတော်တွေ့ဆုပ်ခဲ့ပါတယ်။တရုတ်ပြည်ကကဘာတုံးခုမှုကျင့်သုံးနေချိန်ဖြစ်တာကြောင့်တိတ်ဆောင်ဖိန်ကဦးနေဝင်းရဲ့လွတ်လပ်တဲ့နိုင်ငံခြားရေးဝါဒနဲ့ဗမလာရေးဝါဒကျင့်သုံးနေမှုအပေါ်မှာ ချီးကျူးပြောဆိုခဲ့ပြီးတတိယကမ္ဘာနိုင်ငံများနဲ့ချစ်ကြည်စွာပူးပေါင်းဆောင်ရွက်နေမှုကိုထိသိမ်းထားတဲ့နိုင်ငံတကာအရေးမှအရေးပါတဲ့ကဏ္ဍကပါဝင်ထမ်းဆောင်တဲ့ရှိနေတာကိုကွန်ပျူတာဆိုခဲ့ပါတယ်။1986စနေမှာရှေ့ရနေ့မှာတော့တရုတ်ဝန်ကြီးချုပ်ချူအီလိုင်းခွဲတော်သွားတဲ့အချိန်မှာဦးနေဝင်ကဝမ်းနဲ့တောင်းလို့ပိုးခက်ရုံမကပါဘူး။ဂျုံမဲနေနဲ့တိုက်ပြီးတော့စနေမှာ25ရက်နေ့မှာကျွန်တော်တိတဲ့ချူအီလိုင်းဆိုတဲ့ခေါင်းစဉ်နဲ့အစားတစားရှင်းသွားပြီးတော့ အစိုးရပိုင်တရင်ဆောင်တွေအားလုံးမှာအဖို့ပြစေခဲ့ပါတယ်။ကားဆောင်နဲ့ဦးကြပုတ်ကိုရေးရင်းနှီးမှုကနိုင်ငံရေးနယ်ပယ်ကိုကျုံ့လွန်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့87ဟုတ်ကဲ့86အတွင်းအပြန်လည်သွားလာလဲပတ်ခဲကြတာတွေရလက်အနေနဲ့တရုတ်အစိုးရကူညီတဲ့အရာကောင်မှာခေမီကားစက်ရုပ်တစ်ခုအောက်ကစားရုပ်တစ်ခုတိဆောက်ပေးရေးအပြင်မှာကိုတန်လင်တရားကြီးတိဆောက်ရေးထိတဘောတူညီချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။အရာကောင်တန်လင်တရားကြီးကတရုတ်ပြည်ရဲ့အကူအညီအတိုးမဲ့ချင်းငွေတွေနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီးဟုတ်ကဲ့86အောက်တိုဘာ22ရက်နေ့မှာ အရေးဝင်စတင် follow ခဲ့တာဖြစ်ပါတယ်။လုပ်ငန်းပိုင်းဆိုင်ရာအခြေအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရဲ့အခြေအနေတွေကြောင့်စုစုပေါင်းရဆိုင်ခဲ့ရတဲ့ကာလ23လကြာခဲ့ပါတယ်။ဟောက်ဝ63ဇူလိုင်30ရက်မှာမှ follow ပြည်စည်းခဲ့တာဖြစ်ပါတယ်။တရုတ်ပြည်ကိုယ်တိုင်ဆေးရနေသေးတဲ့ကြားကနေချစ်ကြည်အတွက်ရည်ရွယ်ကူညီဆောက်လုပ်ပေးခဲ့တာလို့ဆိုကြပါတယ်။အဲတော့ဥနေဝင်ကတရုတ်မြန်မာဆက်ဆံရေးကတော့ဥနုခက်လို့တော့အချောမွေ့ဘူးပြောနိုင်ပြီမဲ့အခက်ခဲတွေကြားကဆက်ဆံရေးပြန်တက်လာအောင်တော့ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။ အဲ့ဒီဆက်ဆိုင်ကြီးဟာ line လေးထန်တဲ့ပိတ်လက်ခီးလိုပါပဲတစ်ခါတည်းမှာညင်တက်ပြီးတော့တစ်ခါတည်းမုန်တိုင်းထန်ပြီးမဲ့ဒီ match တစ်ခုစီကိုဆက်လက်ပြီး UL နေခဲ့ကြတာဖြစ်ပါတယ်ပိုင်း၃နဲ့၄ကိုဆက်လက်ပြီး office ဆောက်ကြည့်ဖို့လဲတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်